တိမ်မောင်းတောင်းချီအကုန်ခံမင်္ဂလာဆောင်ခဲ့ပေမယ့်ငလင်ပေးမှာတပြားမှမလူဘူးဆိုပြီးဝေဖန်ခံရတဲ့အနေကြီးဦးပြည်သူများလုံးမင်္ဂလာပါရှင်ဘောင်းမစ်နောင်းကနေပြန်လဲကြိုးစိုးလိုက်ပါတယ်မင်္ဂလာဆောင်တော့ကကြီးကြိတ်ခမ်းနားစွာမင်္ဂလာဆောင်ခဲ့ပေမယ့်ငလင်ပေးမှာအလူတန်းမလို့ပဲကက်စေးနေနေလို့လူတွေဝေဖန်ခံရတာကတော့နိုင်ငံကျော် beauty blogger အနေကြီးဦးပါ အလုံးတင်ကြတဲ့တိုင်ခုချိန်မှာတော့မြမသမိုင်းမှာအစိုးဆုံးငလင်ဘေးတံကိုရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။1930ကျော်မှာဒီထက်အင်အားအပြင်းဆုံးငလင်လှုပ်ခဲ့ပေမဲ့အဲဒီခေတ်မှာလူနေတိုက်တာအထက်မြင့်အဆောက်အဦတွေဒီလောက်မများသေးလို့အခုလောက်ထိမများသေးလို့လေလူသေးဆုံးမှုတွေနေပါခဲ့ရပါဒါပေမဲ့မက်ရှလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးမှာတော့တော်တော်လေးကိုပြက်စီးဆုံးရှုံးမှုများပြားခဲ့ရဖြစ်ပါတယ်။ အထူးသဖြင့်မတ်လ28ရက်နေ့ကနေ့လယ်12:50ချိန်မှာလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင်းသခိုင်းမန္တလေးနေပြည်တော်စတဲ့မြို့ကြီးတွေမှာအသက်အိုးအိမ်စီးစိမ်ပျက်စီးဆုံးရှုံးမှုတွေကတော်တော်လေးကိုများပြားခဲ့ရပါအထူးသဖြင့်တော့ပြည်မနာမျိုးဆိုရင်တစ်မျိုးလုံးဒီပါပျက်စီးဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။ဒီလိုအခြေအနေတွေကြောင့်လည်းပြည်လဲထူထောင်ရေးလုပ်ငန်းတွေအတွက်လူအင်အားငွေအင်အားလိုအပ်နေပါတယ်။ အထူးသဖြင့်တော့ငလင်ပေးတံမှာကံကောင်းထောင်းမစွာအသက်ရှင်ခဲ့ပေမဲ့လည်းနေအိမ်အဆောက်အဦတွေပြိုကျပျက်စီးသွားတဲ့ပုံမှာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့အတွက်ငွေကြေးအလူရှင်တွေအများကြီးလိုအပ်နေရဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံတကာကစေတနာရှင်အလူရှင်တွေပြည်တွင်းပြည်ပကစေတနာရှင်တွေအနုပညာရှင်တွေကတွားရောက်လှူဒါန်းနေကြတာဖြစ်ပါတယ်။ ပတ်စံငွေကြေးတက်နိုင်တဲ့သူတွေကပဲလူတန်းနာမျိုးမဟုတ်ပါဘူး။ပတ်စံငွေကြေးမတက်နိုင်ပေမဲ့ဖြူစင်တဲ့ brighter စိတ်တက်နှလုံးသားရှိတဲ့သခိုင်းမျိုးကရေခဲတုတ်တဲ့ကိုရှိုင်းစုံ၊မန္တလေးမျိုးကအချင်းမောင်းတဲ့ဖတ်တီမစတဲ့သူတွေကလည်းလူတန်းနေကြပါတယ်။ဒီလိုချိန်မှာတော့တချို့သောအနုပညာရှင်တွေနဲ့မဲကြီးဆယ်လီတွေကလည်းကိုနဲ့မဆိုင်တယ်လို့နေနေခဲ့ရပါအခုရပိုင်းနဲ့ငလင်ဘေးနဲ့ပတ်သက်ပြီးတော့ငွေတပြားတစ်ချက်မှမလိုလို့လူတွေဝေဖန်ပြစ်တင်ခံနေရတာကတော့နမဲကြီး beauty blogger ဆယ်လီနေကြီးဦးဖြစ်ပါတယ် အားလုံးသိကြတဲ့အတိုင်းနေကြည့်ဦးဆိုတာ beauty blogger ရုပ်ရှင်မင်းသမီး social influencer စတဲ့ဂုံပုတ်တွေအများကြီးရှိပါတယ်။ဒါအပြင်ဆယ်လီနေကြည့်ဦးကတိတ်မကြသေးခင်အချိန်ကတိတ်မောင်း9000ကျော်အကုန်ကျခံပြီးတော့ကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်ခဲ့ရဖြစ်ပါတယ်။ အထူးသဖြင့်တော့နေကြည်ဦးကသူမရဲ့မင်္ဂလာပွဲကိုတခြားသောမြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့မင်္ဂလာပွဲတွေအားလုံးထက်ခမ်းနားအောင်ထိုင်းနိုင်ငံကပညာရှင်တွေကိုဖိတ်ကြားပြီးတော့ရွှေရောင်မင်္ဂလာဝတ်ဆောင်နေတဲ့အတူရွှေရောင်မင်္ဂလာအခမ်းအနားပွဲကြီးကိုကြီးကြေးခမ်းနားစွာအကုန်ကျခံကျင်းပခဲ့ပါတယ်။အဓိကအဖြစ်နေကြည်ဦးကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်ကြီးကိုလက်ထပ်နိုင်ခဲ့ရာကြောင့်ဒီလိုမျိုးကြီးကြေခမ်းနားတဲ့မင်္ဂလာပွဲကိုကျင်းပနိုင်ခဲ့တယ်လို့ပြောရင်လည်းမှန်မှားပါဘူး။ ဒါပေမဲ့လည်းအခုငလင်ဘေးမှာတော့ဆယ်လီနေဂျီဦးကလှူဒန်းနေဆိုတဲ့အတန်မျိုးတွေမကြားရတာပါ အထူးသဖြင့်တခြားသောအနုပညာရှင်တွေကငလင်ဘေးမှာတိတိယောက်ယောက်ကူညီနေချိန်ဆယ်လီနေဂျီဦးကငြိမ်နေလို့လည်းတပြားမှမလူဘူးလားဆိုတဲ့အသံတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းဆယ်လီနေဂျီဦးဟာနောက်ွယ်မှာငလင်ဘေးကိုတိတ်တိတ်ဆိတ်ဆိတ်လှူဒန်းနေရတွေကိုလူတွေကိုကြွားဝါမပြတာမျိုးလည်းဖြစ်နိုင်ပါတယ်။ပရိသတ်တွေကတော့ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကိုကျင်းပခဲ့တဲ့နေဂျီဦးအနေနဲ့အခုခါမှာငလင်ဘေးမှာလည်းလှူဒန်းတာကိုမြင်ကျင်ကြပါတယ်။အခုခါမှာလည်းငလင်ဘေးမှာလှူဒန်းတာကိုမြင်ကျင်ကြတာပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောငလင်ဘေးမှာလှူ ူတန်းတာမကြရတဲ့အနေအကျဦးနဲ့ပတ်သက်ပြီးမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်